ဆင်ခြေတော့ယောဂါကို မြင်ဘူးကြပါသလားအ ਨੇ ဆုံးတော့ပညာပေးဗီဒီယိုတွေလက်ကမ်းစာဆောင်တွေမှာတော့မြင်တွေ့နိုင်ပါလိမ့်မယ်ကျောင်းမဖွဲဒီယောဂကြီးကအလားပြည့်စေရုံနဲ့မကဘဲနဲ့နေ့စဉ်နေထိုင်မှုဘဝမှာပါ ထိခိုက်မှုတွေဖြစ်စေပါတယ်။ဒီလိုယောဂဆုံမျိုးကိုဘယ်သူမှဖြစ်ရှင်ကြမှာမဟုတ်ပါဘူး။ဒါကြောင့်ဒီနေ့ဗီဒီယိုလေးထဲမှာတော့စင်ချီတော့ယောဂမဖြစ်အောင်ဘယ်လိုမျိုးနည်းလမ်းတွေနဲ့ကာကွယ်ရမလဲဆိုတာကိုပြပြပေးထားပါတယ်ရှင်။ ပထမအဆုံးအနေနဲ့စင်ချီတော့ယောဂါဆိုတာဘာလဲဆိုတာကိုရှင်းပြပေးခြင်းပါတယ်။စင်ချီတော့ယောဂါဆိုတာကခြေတွေလက်တွေကို အပြင်းအထန်ရောင်ယမ်းစေတဲ့ယောဂါတစ်မျိုးပါ။ခြင်းကားနေတဲ့စင်ကူဆက်တဲ့ filaria ဝန်းကြောင့်စင်ချီတော့ယောဂဖြစ်ရတာပါဒီယောဂဘိုးကလူခန္ဓာကိုယ်ရဲ့ကပြန်ရည်ကျောစနစ်အတွင်းထဲမှာရှင်သန်ကြီးထွားကြတာဖြစ်ပြီးတော့သွေးကြောတွေကနေမှတဆင့်မျိုးပွားပြန့်နှံ့ကြပါတယ် ဒီယောဂဘိုးတွေကလူခန္ဓာကိုယ်ထဲမှာနှစ်ပေါင်းအတော်ကြာရှင်သန်နေထိုင်နိုင်ကြပါတယ်။ဆင်ခြေတော့ယောဂဘိုးကခြေတော့တွေလက်တွေကိုပဲရောင်ရမ်းကြီးထွားစေတာမဟုတ်ဘဲနဲ့မျိုးပွားအင်္ဂါတွေနဲ့ရှင်သားတွေကိုပါရောင်ရမ်းကြီးထွားစေနိုင်ပါတယ်။ယောဂခံစားရတဲ့အခါအရေပြားကအယမ်းထူပြီးတော့မာတောင့်တောင့်နဲ့ဆင်သရေလိုမျိုးဖြစ်နေတတ်ပါတယ်။စင်ချီတော့ယောဂါကအပူပိုင်းစုံနဲ့တမပိုင်းစုံတွေမှာနေထိုင်တဲ့သူတွေမှာအဖြစ်များပါတယ်။ ယောဂလက္ခဏာတွေအနေနဲ့ကတော့ခန္ဓာကိုယ်အစိတ်အပိုင်းမှာရောင်ရမ်းပြီးတော့ပုံမှန်အရွယ်ထက်ကြီးထွားလာတာမျိုးတွေမဖြစ်မချင်းစင်ချေတော့ယောဂခံစားနေရတယ်ဆိုတာကိုမသိနိုင်ပါဘူး။အရေးပြားမှာအတ္တမာလို့ထူထူကြီးဖြစ်လာပြီးကြမ်းကြမ်းကြီးဖြစ်နေမယ်။တခါတရံရောင်ရမ်းတဲ့နေရာကနာကျင်တာမျိုးတွေတောင်ခံစားရနိုင်ပါတယ်။ ဒါရီအပြင်အဖျားတက်တာနဲ့ခန္ဓာကိုယ်မှာမအီမတာဖြစ်တာမျိုးတွေကိုလည်းခံစားရနိုင်ပါတယ်ရှင်။ဒါဆိုလို့ရှိရင်ဘလို့ကာကွယ်ကြမလဲပေါ့နော်။ယောဂါကိုမဖြစ်ခင်ကကြိုတင်ကာကွယ်တာကအကောင်းဆုံးဆိုတာကိုကြားဘူးကြမှာပါ။ ပျောက်ကင်းဖို့မလွယ်တဲ့ယောဂမျိုးဆိုရင်တော့ရှင်သန်နေချိန်တလျှောက်လုံးမှာယောဂအစိုးကြီးနဲ့ရှင်းမဆက်ခြင်းမှုဆိုရင်ကာကွယ်မှုတွေလုပ်တာအကောင်းဆုံးနည်းလမ်းပါ။စင်ချီတော့ယောဂဟာဆိုရင်လေဖြစ်မှကုသမယ်ဆိုရင်အယံကိုရှုပ်ထွေးပြီးတော့ကုသရခတ်ပါတယ်။စင်ချီတော့ယောဂမဖြစ်အောင်လို့အခုပြပြပြီးသွားမယ်နည်းလမ်းတွေသုံးပြီးတော့ကာကွယ်လိုက်ပါနော်။ ပထမအဦးဆုံးနိလန်ကတော့ခြေထောက်တွေကိုကာကွယ်ပါခြေထောက်တွေကို ခြင်ကိုက်ခံရတာတွေနဲ့အခြားသောဓာတုပစ္စည်းတွေကြောင့်ထိခိုက်မှုကနေပြီးတော့ကာကွယ်ဖို့ခြေထောက်ကိုဖက်နှက်စည်းထားပြီးတော့ကာကွယ်ပေးပါပေါင်းမိရှိပစိုးဝစ်ပါနော် နောက်ထပ်တစ်ချက်ကတော့တကိုယ်ရည်တန့်ရှင်းမှုကိုဂယူဆိုင်ပါခန္ဓာကိုယ်ခြေလက်တွေကိုတန်းစင်အောင်ထားပြီးယောဂဘုံကုသခံရမှုကနေပြီးတော့ကာကွယ်ပေးပါ တကယ်လို့ယောဂဘိုးတစ်ခုခုကူးစက်ခံရတဲ့ဆိုရင်တောင်မှထိခိုက်မှုတွေနည်းနိုင်သမျှနည်းစေဖို့အတွက်အရေပြားကိုတန့်ရှင်းအောင်ဂယူဆိုင်ပေးပါအရေပြားတန့်ရှင်းမှုအားနည်းတာကလည်းယောဂဖြစ်နိုင်ခြေကို တိုးစေနိုင်ပါတယ်ရှင် နောက်ထပ်အချက်တစ်ခုကတော့ချင်းမကိုက်အောင်လို့လူးတဲ့လိန်စီလေးလူပေးပါမတော်တဆတွေရဲ့အကျိုးဆက်တွေကို မခံစားဖို့ဆိုရင်တော့အဖက်ဖက်ကပြည်စုံအောင်လှုပ်ဆောင်ထားဖို့လိုပါမယ်ဒါကြောင့်မတော်တဆချင်းကိုက်ခံရတာမျိုးမဖြစ်စေဖို့အတွက်အရေပြားအနှံ့ကိုချင်းမကိုက်အောင်လူးတဲ့စီလေးကိုလူပေးပါရှင်နောက်ထပ်တစ်ချက်ကတော့လုံခြုံအောင်ဝတ်ဆင်ပါ ချင်းကိုက်ခံရတာကကာကွယ်ဖို့လုံနိုင်တဲ့နောက်ထပ်နီလန်တစ်ခုကတော့အဝိအစားတွေကိုလုံလုံကြုံကြုံဝစ်ဆင်ပြီးချင်းမကိုက်အောင်ကာကွယ်ထားပါပဲညနေပိုင်းနေဝင်စားအချိန်တွေနဲ့ညဘက်တွေမှာအင်းကြီးလက်ရှိဘောင်းမီရှိတွေကိုဝစ်ဆင်ပြီးတော့ချင်းကိုက်မခံရအောင်ကာကွယ်ပါနော်နောက်ထပ်နီလန်တစ်ခုကတော့ချင်းနိုင်စည်းအုံပြူပါချင်းမကိုက်အောင်ကာကွယ်ဖို့အတွက်နောက်ထပ်အသုံးပြုနိုင်တဲ့နီလန်လေးတစ်ခုကတော့ချင်းနိုင်စည်းအသုံးပြုတာပါ ချင်းနိုင်စေးအသုံးပြုပြီးတော့ပအဝင်းချင်းမှာရှိနေတဲ့ချင်းတွေနဲ့အင်းဆက်တွေကိုနှိမ်နင်းလိုက်ပါချင်းစေးဆိုတဲ့နေရာမှာလည်းနေအိမ်မှာရှိနေတဲ့မိသားစုဝင်တွေအားလုံးအတွက်အဆင်ပြေတဲ့အမျိုးအစားကိုသုံးသင့်ပါတယ်ဥပမာ ပန်းနိုင်ရင်ကြက်ရှိတဲ့သူမိသားစုမှာရှိမယ်ဆိုရင်ချင်းစေးငွေကြောင့်အသက်ရှူကြက်နိုင်တော့လင်းစေးသုံးတာကအပိုအဆင်ပြေနိုင်ပါတယ်ရှင်နောက်ထပ်နီလန်လေးကတော့ချက်နောင်နဲ့အိတ်ဆက်တာပါ ညာဘက်အိတ်တဲ့အခါမှာပဲဖြစ်ဖြစ်နေကင်းဘက်အိတ်ဆက်ချိန်မှာပဲဖြစ်ဖြစ်ချင်မကိုက်ခံရဖို့အတွက်ချင်နောင်နဲ့အိတ်ဆက်ဖို့ပြောပြရစီနော်ဒါကလည်းယောဂမဖြစ်အောင်ကာကွယ်တဲ့နီလန်တစ်ခုပါနောက်ဆုံးနီလန်လေးကတော့ချင်ကိုအောင်းနိုင်တဲ့နေရာတွေကိုရှင်းလင်းပါနေအိမ်ဝင်းကျင်ကအမိုက်တွေကိုရှင်းလင်းတာရေဝတ်နိုင်တဲ့နေရာတွေကိုမြေဖို့တာနဲ့ ရေတင်ကြံနေနိုင်တဲ့အရာတွေကိုမှောက်ထားတာမျိုးလုပ်ပေးပါခြင်ပေါက်ဖွားနိုင်တဲ့နေရာကို ရှင်းလင်းတာကလည်းယောဂါမဖြစ်အောင်ကြိုတင်ကာကိုတဲ့နည်းလမ်းတစ်ခုပါပဲကိုယ်တိုင်ရောမိသားစုဝင်တွေကိုပါခြင်ကိတ်မခံရအောင်ကာကွယ်ရင်းနဲ့ကုသပြောက်ကင်းမှုခက်ခဲတဲ့စင်ချီတော့ယောဂါဆိုအနေကနေပြီးတော့ကြိုတင်ကာကွယ်လိုက်ပါလို့ပြောရင်းနဲ့ပဲဗီဒီယိုလေးကိုနှီးကုန်းချုပ်လိုက်ပါရနော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်